နိုင်ငံတော်အတွက်ပောင်းဝင်လှုပ်ရှားခြင်းမရှိတာကြောင့်ရိုက်ကွင်းပေါ်မှာတင်ဖန်ဆင်းထိမ့်ခံလိုက်ရပြီဖြစ်ကြောင်းသတင်းထွက်ပေါ်နေတဲ့ဖိုးဖွေးနဲ့အလင်းရောင်နိုင်ငံကျော်နမဲကြီးမင်းသမီးဖိုးဖွေးနဲ့အလင်းရောင်တို့ကတော့ပြီးခဲ့တဲ့ရက်ကပဲရိုက်ကွင်းတစ်ခုပေါ်မှာသက်ဆိုင်ရာရီရဲ့ဖန်ဆင်းထိမ့်ခံလိုက်ရပြီလို့သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။အကြောင်းရင်းကတော့လက်တလုံးမှာသက်ဆိုင်ရာအာနာပိုင်တွေကရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေတာဖြစ်ပြီးရွေးကောက်ပွဲနဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုဇက်ကားရိုက်ပေးဖို့အလိုရှိကြတာဖြစ်ပါတယ်။ လက်ရှိမှာဆိုရင်လည်းအနုပညာရှင်တချို့ကသက်ဆိုင်ရာကစီစဉ်ပေးမှုနဲ့ရွေးကောက်ပွဲပညာပေးဇာတ်ကားတွေကိုရိုက်ကူးနေတာဖြစ်ပြီးနေတိုနေဝင် မြင့်မြတ်ချူလေးနဲ့မင်းမြတ်မို့တို့ကပါဝင်ထားခဲ့ကြပါတယ် အရင်နောက်မှာတော့သက်ဆိုင်ရာကဇာကားရိုက်ကူဖို့အနုပညာရှင်တွေကိုဆက်လက်ရွေးချယ်တဲ့အခါမှာအလင်းရောင်ရဲ့ဖွဖွေးကိုဆက်သွယ်ခဲ့ပါတယ်။ဒါကမှဖွဖွေးရောအလင်းရောင်ရောဖုန်းလက်ခံဖြည့်ကြတာမျိုးမရှိဘဲအချင်းချင်းရှောင်ပြေးတယ်ဆိုပြီးသက်ဆိုင်ရာတွေဘက်ကအတွင်းလိုတယောက်ကပြောလာခဲ့တာပါ။ဒါကြောင့်တရက်မှာတော့ဖွဖွေးနဲ့အလင်းရောင်တို့ကိုရိုက်ကွင်းပေါ်မှာတင်ဖန်ဆီးခေါ်ဆောင်သွားတယ်လို့သတင်းတွေထွက်ပေါ်လာခဲ့တာပါ။ဒါပေမဲ့နောက်ဆက်တွဲသတင်းတွေရတော့ဖွဖွေးကိုတော့ပြန်လည်လွှတ်ပေးခဲ့ပြီးအလင်းရောင်ကိုတော့ဆက်လက်ထိန်းသိမ်းထားတယ်လို့လည်းပြောကြပါတယ်။ ဒီသတင်းတွေကအမှန်ဟုတ်မဟုတ်တိကျခိုင်မာတဲ့သက်သေမရှိပေမဲ့လက်တလုံးလူမှုကွန်ရက်စာမျက်နှာတွေအပေါ်မှာတော့အတော်လေးပြန့်နှံ့နေကြတာပေါ့ဖိုးဖေးနဲ့အလင်းရောင်တို့ရဲ့ပြည်သက်တွေကလည်းဖန်ဆီထင်းထင်းခံလိုက်ရတယ်ဆိုတဲ့သတင်းကြောင့်စိတ်မကောင်းဖြစ်နေကြကောင်အမြန်ဆုံးလွမြောက်စေဖို့လဲဆူတောင်းပေးနေကြပါတယ်တကယ်လို့သာအဖမ်းခံရတာကအမှန်ဆိုရင်လေဖိုးဖေးရောအလင်းရောင်ရောကခရိုနီကရောဝိမုံရွှေကြီးနဲ့တိုက်ရိုက်ပတ်သက်နေသူတွေဖြစ်တာကြောင့်ချက်ချင်းပြန်လွတ်နိုင်ခြင်းရှိနေတာပေါ့ဖိုးဖေးဆိုရင်ကိကိနဲ့ညီအမတွေဖြစ်ကြသလိုအလင်းရောင်ကလည်းကိကိနဲ့နှဝင့်တဲ့ရုပ်ရှင်ကိုပူပူနွေးနွေးရိုက်ကူးထားတာ ကြောင့်ဝင်းမုံရွှေရဲ့အရှိန်အဝါနဲ့ပြန်လွတ်နိုင်မယ်လို့မျှော်မှန်းထားကြတာလည်းဖြစ်ပါတယ်။ပြည်သက်တို့အနေနဲ့ရောနိုင်ငံတော်လှုပ်ရှားမှုမှာပါဝင်မှုမရှိလို့ဖိုးဝင်းနဲ့အလင်းရောင်ဖန်ခံရတဲ့ပေါ်ဘလို့ထင်မြင်မိပါသလဲရှင်။